လုံးမင်္ဂလာပါ channel လေးရနေပြီးတော့ပြန်လည်းကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့မဆိုတော့ TikTok မှာ error လေးဖြစ်နေတာတွေတချို့က Gmail error တွေတချို့က phone number တွေမချေရသေးတာတွေကိုကျွန်တော်ဒီဗီဒီယိုလေးမှာမဆိုတော့ share link လုပ်ပေးသွားမှာဖြစ်ပါတယ်အဲဒါကျွန်တော် TikTok ထဲဝင်လိုက်တဲ့အချိန်မှာကျွန်တော် email မှာပေါ့နော်ဒီမှာကျွန်တော်တို့အတီမပြည့်ရသေးတဲ့ Gmail ကိုထပ်ထားတဲ့ဆိုလို့ရှိရင်ဒီနေရာလေးမှာကျွန်တော်တို့ကဘလို့ဖြည့်ရှင်းမလဲဆိုတော့လေကိုမဆိုတော့ဒီဗီဒီယိုလေးမှာကျွန်တော် share link လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီမှာ email မှာကျွန်တော်တို့ကဒီမှာအနီရောင် နေပေါ်နေပါတော့အဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ email ရအဆင်မပြေဘူးပေါ့နော်ပြီးလို့ရှိရင်လည်းမွေးစွေတို့ရဲ့ဖုန်းထဲမှာဖွင့်ထားတော့ Gmail က password လည်းမသိတော့ဘူးမရှိတော့ဘူးဆိုလို့ရှိရင်ဒီနည်းလေးနဲ့လိုကြည့်လို့ရတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဒီ email ကိုကျွန်တော်တို့ဖြတ်ထုတ်မယ်ပေါ့နော်ပြီးလို့ရှိရင် Gmail အသစ်တစ်လုံးထပ်ထည့်မယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့ Gmail email ဆိုတာလေးကိုတစ်ချက်နှိပ်မယ်ပေါ့နော်တစ်ချက်နှိပ်ပြီးလို့ရှိရင်ဒီ Gmail ကိုဖြတ်ထုတ်ဖို့အတွက် ျွန်တော်တို့ကအပေါ်တယ်လုံမလဲဆိုတော့ Gmail အသက်တလုံးလိုပဲပေါ့နော် Gmail အသက်တလုံး message တွေကဖွင့်ထားရမှာဖြစ်ပါတယ်အဲဒီတော့ကျွန်တော်တို့ကဒီ Gmail လည်းမိတ်သွားပြီမိလို့ချင်းဖုန်းထဲမှာလည်း TikTok ဖွင့်တော့ Gmail မရှိတော့ဘူးဆိုလို့ရှိရင်ဒီ Gmail ကိုကျွန်တော်တို့ဖြတ်ထုတ်ဖို့အတွက်ဒီနေရာလေးမှာကျွန်တော်တို့ကချိန် email ဆိုတာလေးကိုကျွန်တော်နှိပ်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ချိန် email ဆိုတာလေးကိုတစ်ချက်နဲ့ပဲအဲ့တော့တစ်ချက်နဲ့ပြီးလို့ရှိရင်ဒီနေရာလေးကိုကျွန်တော်ရောက်မှာပေါ့နော်ဒီနေရာလေးကိုရောက်ပြီဆိုလို့ရှိရင် message လို့ Gmail အသေးဖွင့်ထားတဲ့ Gmail တလို့ကိုဒီနေရာလေးမှာထည့်ရမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ Gmail လေးကိုလည်းထပ်ပြီးဆိုတော့ကျွန်တော်တို့အောက်မှာ continue ဆိုတာလေးတစ်ချက်နှိပ်မယ်ပေါ့နော်။ဒီ continue ဆိုတာလေးကိုနှိပ်ပြီးဆိုလို့ရှိရင်ဒီတော့ဒီမှာသူက66လို့တောင်းတယ်ပေါ့နော်။66လို့ကျွန်တော်တို့ဘယ်မှာသွားကြည့်ရမလဲဆိုတော့ကျွန်တော်တို့ Gmail ထဲမှာပဲသွားကြည့်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ရဲ့ Gmail လေးအသစ်ဖွင့်ထားရဆိုတော့ Gmail ထဲကိုတော့ကိုယ်ကကြောက်မှာဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကိုယ်ကြောက်သွားပြီ။ကိုယ်ကြောက်သွားပြီဆိုလို့ရှိရင်ဒီကနေပြီးတော့ကျွန်တော်တို့ကုတ်လေးကိုတစ်ခါလေးယူသွားမယ်ပေါ့နော်။ ဒီနေရာလေးမှာကျွန်တော်တို့ခုနကယူလာတဲ့ကုတ်လေးကိုထည့်ပေးမှာဖြစ်ပါတယ်အဲဒါကျွန်တော်တို့က Gmail ကိုချိန်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာလေးမှာဒီ market update ဆိုတာလေးကိုလည်းကျွန်တော်နှိမ့်လို့ရတယ်ပေါ့နော်မနစ်ချိန်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့အောက်ကနေပြီးတော့ဒီနေရာမှာ notice ဆိုတာလေးလည်းနှိမ့်လို့ရတယ်ပေါ့နော် အဲ့တော့ကျွန်တော်ဒီနေရာလေးမှာ Gmail ကချိန်ထားပြီးဆိုတော့ကျွန်တော်တို့ခုနချိန်ထားတဲ့ Gmail လေးကဒီနေရာမှာပေါ်နေမှာဖြစ်ပါတယ်ပြီးလို့ရှိရင်လည်းခုနလိုပဲအနီရောက်ဟိုလည်းပေါ့ကျွန်တော်တို့အတီမပြည့်တော့တဲ့ Gmail ဆိုတာလေးလည်းမပြတော့ဘူးပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့ Gmail ချိန်တော့အောင်မြင်ပါပြီအဲ့ဆိုတော့ကျွန်တော်တို့ဒီအောင်နှိပ်ပြီးတော့ကျွန်တော်တို့နောက်ထပ် Gmail ချိန်ကျင်လို့ရှိရင်လည်းဒီမှာချိန် email ကိုနှိပ်လို့ရပါပေါ့နော်ပြီးလို့ရှိရင်လည်းဒီ Gmail ကိုမလိုဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီနေရာလေးမှာ unlit email ဆိုတာလေးကိုနှိပ်ရမှာဖြစ်ပါတယ် အဲ့လေ email နေလို့ရှိရင်ကျွန်တော်တို့ကဖုန်းနံပါတ်ချိန်တာမှရမှာဖြစ်ပါတယ်။အဲ့တော့ဖုန်းနံပါတ်ချိန်ကြီးကိုတော့နောက်ဗီဒီယိုလေးမှာကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်။အခုကတော့ Gmail ကို message တော့က Data ဆက်ဖွဲ့တော့ Gmail ကမရှိတော့ဘူး။ဖိလို့ရှိရင် Gmail အသစ်ချင်းရင်လည်းသူလေတော့ကိုဒီဗီဒီယိုလေးမှာကျွန်တော်ပြပြပေးသွားတာဖြစ်ပါတယ်။ဒီဗီဒီယိုလေးက message တော့အတွက်အကျိုးတစုံတရာရှိလို့ရှိရင် message တွေရတဲ့ငွေချင်းတွေတည်အောင်လဲဆက်လက်လုပ်ပေးသွားပါဦး။အားလုံးကိုကျေးဇူးနဲ့ပါတယ်။မင်္ဂလာရှိသောနေ့ရက်လေးပတ်စံနေကြပါစေ။ Bye bye ။